ခုမိမ character မူထဲဖို့ကြောက်လဲကျွန်တော်အထွေထူတော့ light မလေးလာပါဘူးဟိုဘာဝဲလေးလဲဆိုတော့တကယ်အိန္ဒိယရှိတဲ့ main clip တွေပဲကျွန်တော်ကြည့်လိုက်တာပေါ့နော်အဲ့တော့ပြည်သက်ကလည်းအကြိုက်တွေသွားတယ်ပေါ့ကျွန်တော်တို့တချို့ comment တွေကမှန်တယ်ဟို main main clip တွေထက်တောင်ပို့ပြီးတော့မူနေသေးတယ်ပေါ့နော်အဲ့လိုလေးတွေမှန်ပါတယ်အဲ page ကျော်ပေါ့နော်သူလှုပ်ထားတဲ့ဟာလေးနဲ့တူတယ်လို့ဆင်တယ်လို့ခံစားရတဲ့ feeling လေးကိုကြားရတာနဲ့တွေကိုကျွန်တော်ရင်ထဲမှာတော်တော်ဖီးဖြစ်သွားပါတယ်ပေါ့နော်အဓိကကျွန်တော် ိုက်ကားကိုတော့ကျွန်တော်ကြည့်ဖြစ်တယ်ဒါပေမဲ့အိုက်ကားကိုကြည့်ဖြစ်တာလွန်ခဲ့တဲ့9နှစ်လောက်ကကြည့်ဖြစ်တာပေါ့နော်ကျွန်တော်ရင်ထဲမှာရှိတဲ့အတိုင်းကျွန်တော်ထုတ်လုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးမင်းမရှာကာရိုက်တာမှာအိုက်ကားထဲမှာရှိတဲ့အဲဦးကျော်ဟင်းရဲ့ကာရိုက်တာကျွန်တော်အကြိုက်ဆုံးကာရိုက်တာပဲအဲ့ဒီတိုင်းကိုကျွန်တော်သွားချင်တာအဲ့လိုပဲပြည့်တဲ့ကိုမြည်သေးချင်တာဒီကားလေးကတော့ဒါဒီနေ့ family show လေးပေါ့နော်အဲ့ဒါကိုဒါ producer နဲ့ရင်းနှီးနေတယ်ပြီးတော့ဒါမင်းသားနဲ့ကလည်း ဒါအလုပ်လေးလုပ်ဆရာရှိတဲ့အခါကျတော့ညီကိုလိုဖြစ်နေတော့လာပြီးတော့ကြည့်ရှုအပေးတာပါလာပြီးတော့ဝင်ရတာပါစကားလေးကလည်းကောင်းတယ်အဲရတာလေးကလည်းတော်လေးသဘောကျပါတယ်ဟုတ်အဆင်ပြေပါတယ်ခင်ဗျဟုတ်ဟုတ် ကျွန်တော်ဟွာအာဂါမြောက်နဲ့ကျွန်တော်နဲ့ဒီလင်ကျဲမရေချမ်းဆိုတဲ့ဇလန်တွေလေးရိုက်ထားတယ်ပေါ့နော်အဲ့မှာဆိုအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လင်များနှစ်ယောက်ကချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဟိုတစ္ဆာရှိရှိချစ်လို့ရတယ်ဒေသပံတတဆုံးဒါဆင်းရဲခြင်းချမ်းသာခြင်းနေနဲ့မတူညီပဲတယောက်ကိုတယောက်ဘယ်လောက်ထိတစ္ဆာရှိရှိချစ်လို့ရတယ်ဆိုတော့ rule ဇာတ်ကားလေးပေါ့နော်လင်များနှစ်ယောက် rule ဇာတ်ကားလေးရိုက်ထားတယ်အားလေးတော့ပြည့်သက်တော်တော်လေးအကြိုက်တွေ့တော်ပါတယ် ီးတော့အခုကျွန်တော်အမအရေးဆိုပြီးတော့အမအကနဲ့ကျွန်တော်နဲ့ပဲဒီပြက်ကူးစက်ကာလိုက်တာလေးအားလေးရိုက်ထားပါလိမ့်ခင်ဗျဟုတ်ပြီးတော့မင်းကလေးပုံနဲ့ရိုက်ထားလို့တို့အားလေးရိုက်ကားရဟုတ်အဲ့မင်းကလေးပုံနဲ့ဥစ္စာကကျွန်တော်ဒါအခုရိုက်နေတာမပြီးသေးဘူးပေါ့နော်ဟိုနက်နဲ့နကမလဲစားနဲ့ဆိုတဲ့ဇလံတွေလေးပါခင်ဗျအဲအဲ့မှာကျွန်တော်မမ်မီဆိုင်ဆိုတဲ့ကာရိုက်တာနေရာလေးမှာဟိုတကယ့်ကိုအိန္ဒိယတိတ်ခါကြီးရဲ့ဟို LGBT တယောက်ကိုကိုစားပြုပြီးတော့ရိုက်ထားတာပေါ့နော်သူ့ဘဝ LGBT ဖြစ်နေပြီမဲ့သူ့ကိုသူမိန်းမသားတယောက်လို့သူထင်ပြီးတော့မှ ဒီအချစ်ကိုယုံစားမိတဲ့နတ်ကတော်ကနာစီမမီဆယ်အဲ့အနေနဲ့ရိုက်ထားတာပါခင်ဗျကျွန်တော်တို့လူပညာသမားကတော့ဒါပါပြောစိစက်ကြရအယုတ်ထောင်လောက်ရတာပေါ့နော်ကိုကျော်တွန်းနဲ့ဒါဒွန်းမီဆိုတဲ့လင်ချမ်းမြေချမ်းအာကာမြောက်နဲ့ကြတော့လဲကျွန်တော်ကမိမောက်အရန်ချစ်တဲ့ယောက်ျားတယောက်အနေနဲ့ဘေးတယောက်အနေနဲ့တင်းဆောင်ရတာပေါ့ပြာကုဆယ်ဆိုတော့လဲဒါဟိုယူနေတဲ့ပြာကုဆယ်ကာရိုက်တာဟိုဖိုတာလေးဆိုတဲ့နာမည်နဲ့တင်းဆောင်ရတာပေါ့ဒီအခုမိမောက်ကာရိုက်တာကိုမူထဲဖို့ကြောက်လဲကျွန်တော်အထွေထူးတော့လိုက်မလို့လာပါဘူး ဟိုဘာပဲလေးလဲဆိုတော့တကယ်အိန္ဒိယရှိတဲ့ main ကလေးတွေပဲကျွန်တော်ကြည့်လိုက်တာပေါ့เนาะဒါအခုမှမင်းသမီးတွေမှဆိုလို့ရှိရင်အာကျွန်တော်အခုကျွန်တော်တို့ ဟိုဘယ်လိုခေါ်မလဲဒီလောကတွေကိုစမှုဝင်ခဲ့တဲ့နာမည်ကြီးပြီးအိန္ဒိယရှင်ဖြစ်အဲခံယူထားတဲ့အဲထထမိုးဦးတို့အဲချောပိုတို့အာနဝရတ်တို့အဲသူတို့ဟာကားလေးတို့ကျွန်တော်နည်းနည်းကြည့်လိုက်တယ်ကြည့်ပြီးတော့အဲသူတို့နဲ့မတူတော့သူတို့ရဲ့ပုံစံတက်ပလေးပေါ့တော့သူတို့တွားတဲ့ပုံစံမျိုးလေး flow မျိုးလေးအဲ့လိုမျိုးလေးနဲ့ကျွန်တော်တတ်နိုင်တယ်များစူးစမ်းပြီးတော့လုပ်လိုက်တာပေါ့နော်အဲ့တော့ပြည်သက်ကနည်းနည်းအကြိုက်တွေသွားတယ်ပေါ့ကျွန်တော်တချို့ comment တွေကမှန်တယ်ဟိုမိန်းမ main ကလေးတွေထက်တောင်ပို့ပြီးတော့မူနေသေးတယ်ပေါ့နော်အဲ့လိုလေးတွေမှန်ပါတယ်အခုဒီညီလေးမေးတဲ့ဒီဟိုပေါ့နော်ဒိုင်းအောင်ဆောင်တော်ကြီးအဲဘေးကျော်ပေါ့နော် ူလှုပ်ထားတဲ့ဟာလေးနဲ့တူတယ်လို့ဆင်တယ်လို့ခံစားရတဲ့ feeling လေးကိုကြားရတာနဲ့တွေကိုကျွန်တော်ရင်ထဲမှာတော်တော် feel ဖြစ်သွားပါတယ်ဗောနော်အဓိကကျွန်တော်အိုက်ကားကိုတော့ကျွန်တော်ကြည့်ဖြစ်တယ်ဒါပေမဲ့အိုက်ကားကိုကြည့်ဖြစ်တာလွန်ခဲ့တဲ့9နှစ်လောက်ကကြည့်ဖြစ်တာပေါ့နော်အခုဒီကားကိုရက်ခန်ဒီမှာအိုက်ကားကိုကျွန်တော်ကြည့်မယ်လို့စိတ်ကူးလိုက်တယ်စိတ်ကူးပြီးကကြာမှအော်ငါပုံတူကိုးချသလိုဖြစ်နေမှာဆိုလို့ဆိုပြီးတော့ကျွန်တော်မကြည့်ဖြစ်လိုက်တော့ဘူးပေါ့နော်ကျွန်တော်ရင်ထဲမှာရှိတဲ့အတိုင်းကျွန်တော်ထုတ်လုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးမိမရှာကာရိုက်တာမှာအဲ့ဒီဥကျော်ဟင်းရဲ့အဲ့ဒီ ထောင်းအောင်ဆောင်တော့ကြီးပေါ့နော်အဲ့ကားထဲမှာရှိတဲ့အဲဥကြောင်ဟင်းရဲ့ကာရိုက်တာကျွန်တော်အကြိုက်ဆုံးကာရိုက်တာပဲ အဲ့ဒီတိုင်းကိုကျွန်တော်သွားကျင်တာအဲ့လိုပဲပြည်သက်ကိုမြင်သေးကျင်တာများသောအားဖြင့်ဗျာကျွန်တော်တို့ LGBT အချောက်တွေဆိုလို့ရှိရင်ပက်ကလက်စိန်တွေကြက်တက်တက်လက်တက်တက်တွေပေါ့နော်အိန္ဒိယတိခါမဲတဲ့အချောက်မျိုးတွေလိုပဲလူတွေထင်နေတာမျိုးမဖြစ်ချင်ဘူးပေါ့နော်သူတို့မှလည်းသူတို့ဘာသာသူတို့ဘောင်လေးကနာလေးနဲ့အိန္ဒိယရှိပြီးတော့ဟိုချစ်တက်ပါလားပေါ့အဲ့သူတို့ရဲ့တိခါတရားလေးရှိနေပါလားဆိုတဲ့ message လေးကိုပေးကျင်တာအဲ့တိုင်းလေးကိုဒါအခုညီလေးကမြင်အောင်ကြည့်ပြီးတယ်ဆိုတော့တကယ်ကိုကျေးဇူးတင်ပါတယ်ပါတာပေါ့နော်ဟုတ်ဟိုဒီကိစ္စနဲ့ပတ်သက်ရင်ကတော့ကျွန်တော်ကဒီထဲမှာမမီတက်ပါတယ်ခင်ဗျာအဲ့ကားထဲမှာမမီတက်ပါတယ်ပြီးရဲလေးမှပါတယ်သူတို့နှစ်ယောက်ကတော့ ော့ဒါအလွတ်ပေါ့ဒါကလတ်တက်တက်သွားတဲ့ဘက်ကိုသွားတာဆိုတော့သူတို့နှစ်ယောက်ကအဲ့လိုမျိုးနည်းနည်းလေးအလုံးဘက်ကိုနည်းနည်းသွားတဲ့တက်တော့ကြီးဟာတာရှုံဖောက်လေးသူတို့ထဲတယ်ဒါပေမဲ့အဲ့မှာမာမီဆယ်ကဝင်ထိန်းနေပေါ့အဲ့လိုမျိုးလေးနဲ့ခုနှစ်ယောက်ကလှုပ်လေးမာမီဆယ်အင်ဒီရှိတယ်ဆိုတော့ပို့ပေါ်လွင်လေးဖြစ်ပြီးတော့ ပို့ပြီးတော့မမီဆိုင်ရဲ့တမန်ပို့တက်တာပေါ့နော်အဲ့လိုလေးတော့ရှိတယ်ခင်ဗျာအကြီးတာပေါ့ဘာလို့လဲဆိုတော့သူတို့ကသူတို့ကိုသူတို့ငကိုကလေးကတချို့သောလူတွေကတင်ငယ်တယ်လို့ခံစားထားတာပေါ့ဒီဘဝကိုရောက်ရင်တင်ငယ်စရာလို့တွေးထားတာဆိုတော့သူတို့ကိုသွားပြီးရှုံချတဲ့ပုံစံသူတို့ကိုထိခိုက်တဲ့ပုံစံသွားလှုပ်လိုက်ပြီးဆိုရင်အပွဲရဆူပြီပဲအဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ဒါအိုက်ကားလေးထဲမှာဆိုရင်မမီဆိုင်ကဘလောက်ထိအိမ်ဒီတိတ်ခါရှိတယ်သူကိုယ်သူဘလို့နေတယ်ဘလို့ထိုင်တယ်ဟိုယောက်ျားတစ်ခါတိုင်းကိုသူကြိုက်နေတာမဟုတ်ဘူးပေါ့သူတကယ်ကြိုက်တဲ့ယောက်ျားလေးအပေါ့ကိုကြတော့လေသူဘလောက်ထိမေတ္တာတွေပေးတယ်ဆိုတာကိုတကယ်ကိုကုစားပြုပြီးရိုက်တာဖြစ်တဲ့အတွက် ကြောင်းဒီ LGBT အတိုင်းဝိုင်းကိုထိခိုက်မဲ့စကလုံးမျိုးတွေထိခိုက်နိုင်တဲ့အပြုတ်မှုမျိုးတွေမဖြစ်အောင်ကျွန်တော်အများကြီးတခြားလေးပြုစုပြောထောင်ပြီးရိုက်ထားပါတယ်ခင်ဗျာဆက်စုစင်မူးနောက်နေပဲကြီးတောင်နေလေတကယ်ပါပဲခေါင်းထဲကနောက်ရတဲ့ကြားတယ်အဲ့လိုမဟုတ်ဘူးခင်ဗျာ LGBT ရဲ့ကောင်းကွက်ကလေးလည်းပါတယ်လို့ အရှိကိုရှိတိုင်းလက်ခံရတယ်ပေါ့ကိုယ့်ရဲ့စိတ်ဆန္ဒကြောင့်တော့လကောင်းဘဝပြီးအတိတ်ကံကြောင့်တော့လကောင်းအခုအချိန်မှာကို LGBT ဖြစ်နေပြီဆိုရင်ဖြစ်တာကိုလက်ခံရမယ်မဖြစ်နိုင်မဲနဲ့ယောက်ျားတစ်ယောက်ကိုတော့လကောင်းအချစ်စစ်ကိုရှာလို့မရဘူးပေါ့ LGBT တယောက်မှအချစ်စစ်ရဖို့ဟာတရားမှာ၁၀ယောက်လောက်ရှာတယ်၁၀ယောက်လောက်ပဲရှိတယ်အဲ့၁၀ယောက်ထဲမှာကိုပါလားမပါလားမသိဘဲနဲ့ဘဝကြီးပုံအောင်ပြီးမချစ်တတ်ဘူးဆိုတော့တင်ကန်းစာယူစရာလေးတွေပြီးတော့အဲ့ထဲမှာဟိုမောင်ကန်တာဆိုတော့ ီအမေရင်ဓာတ်စီးနေတဲ့ဒီအကြမ်းမြင်ဆရာပါသေးတယ်အဲ့လိုမျိုးဘာသာရေးနဲ့ပတ်သက်တဲ့ဟာလေးအများကြီး message ပါတယ်ကားလေးပါခဗျာကျွန်တော်ရဲ့ professional လို့ကတော့လက္ခဏာဟောတာပေါ့နော်ဒီ net ဟောတဲ့အလုပ်ကတော့ကျွန်တော်အဲ့လောက်ကြီးမလုပ်ဘူးဟိုကျွန်တော်လည်းမလေ့လာဘူးပေါ့ဒါပေမဲ့ကျွန်တော်ဒီ net ကတော့ character ကိုရိုက်တော့မယ်ဆိုရင်ဒီအသွင်း38မိနစ်နဲ့ပတ်သက်တာလေးကိုကျွန်တော်လည်းဖတ်လိုက်တယ်ပေါ့ဖတ်လိုက်ပြီးတော့အဲ့ကားထဲမှာပါတဲ့ဘယ် net တွေကိုတော့ဘယ်လိုချော့ရမယ်ဆိုတော့ကျွန်တော်အနည်းနဲ့များတော့လေ့လာတယ်ပြီးတော့ကိုးကွယ်တဲ့သူတွေအတွက်လည်းမထိခိုက်စေမဲ့ message အမားတွေမဖြစ်အောင်လည်းကျွန်တော်အသေးစားလေးစူးစမ်းထားပါတယ်ခင်ဗျာသွားလေကျွန် တော်တို့ဟိုလူမာဂရိမြင်းမာတစ္ဆာဆိုတာရှိရပါတော့ဂရိတလုံးကိုမပေးနိုင်ရင်မပေးနဲ့ပေးနိုင်လို့ပေးပြီးသွားရင်လူပဲဖြစ်ဖြစ်အဲတယောက်နဲ့တယောက်ကြားမှာ respect ထားရတယ်အဲ့ဂရိမတီးတဲ့အတွက်ကြောင့်တစ်ဖက်လူလည်းဘယ်လောက်ထိနစ်နာနိုင်လဲဆိုတာလေးကိုပြတယ်ပြီးတော့ကိုယ့်ကိုယ်ယုံကြည်မှုတွေမှာနှက်ကိုယ်ပဲကိုယ့်ကိုယ်ကိုယ့်ပဲဗုဒ္ဓဘာသာဖြစ်တဲ့ဒီဆရာတော်ဖျားတွေပဲကိုယ့်ကိုယ်ကိုယ့်ပဲပေါ့အဲ့ကိုယ့်ကိုယ်ယုံကြည်မှုတွေမှာအရင်အစွန်းရောက်သွားလို့ရှင်ဒါတရဏဂုံပြည့်စင်နိုင်တယ်ဆရာတော်ဖျားတွေကိုကိုယ့်ကိုယ်တော့တရဏဂုံမပြည့်ဘူးနှက်တွေကိုကိုယ့်ကိုယ်ကအစွန်းရောက်သွားရင်တရဏဂုံပြည့်ရင်အပေကျနိုင်လေဆိုတဲ့သဘောလေးတွေပါတဲ့ဟာလေးပါန နဲ့မကိုးကွယ်နေလို့မဟုတ်ကိုးကွယ်လို့ရတယ်ဒါပေမဲ့အစွန်းမထွက်စင်းနေပေါ့နော်တရဏဂုံပြက်လောက်တဲ့အထိမကိုးကွယ်နေပေါ့အဲ့အဲ့တဘောလေးတွေ ြင်ညာပေးထားတဲ့ကားလေးပါခင်ဗျာကျွန်တော်ကကြတော့ဗုဒ္ဓဘာသာဝင်ဆက်စစ်ပေါ့နော်ကျွန်တော်ဖရာတရားတန်ကမြို့ဝဆရာသမားဘယ်အဓိကကျွန်တော်ယုံကြည်ကိုးပဲတယ်ပြီးတော့ကျွန်တော်အဘဝိဇ္ဇာဘူဘူအောင်တို့ဘူမင်းကောင်တို့ယုံကြည်တယ်ကိုးပဲတယ်နတ်တွေနဲ့ပတ်သက်ရင်ရှိတယ်လို့ကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်သူတို့ကိုးကွယ်ရအားထားရလို့တော့မတတ်မတ်ဘူးကျွန်တော်ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုမေတ္တာပို့အများဝေပေးတယ်သူတို့ကလည်းကျွန်တော်ပို့တဲ့အများတွေကိုရလိမ့်မယ်ရရင်သူတို့မှတကယ်ကျွန်တော်တို့မနိုင်တဲ့အစွမ်းရှိရင်လည်းတိုက်ဆိုင်တဲ့ခါမှသွားလိမ့်မယ်မတိုက်ဆိုင်လည်းမမဘူးဒါပေမဲ့ကျွန်တော်ကသူတို့ရှိရာမျောလင်းချက်နဲ့ကိုးကွယ်တာမျိုးမဟုတ်ဘူးကျွန်တော်ဘက်ကမေတ္တာပေးတဲ့သဘောလောက်ပဲရ င်ထဲမှာထားတာပါခင်ဗျာဟုတ်အဲ့ဒါကလည်းလေမန်တယ်လို့ပြောလို့ရတယ်လို့တချို့သောအရာတွေလည်းတစ်ဖက်ပိတ်လို့ပြောလို့ရတာပေါ့နော်အရာအလုံးကမျက်စိမှပြိပရာပါပဲဖះရှင်လက်ထက်တော်ကလေးကဖះရှင်မှာသာသနာဆောင်နတ်မင်းဆိုတာလည်းရှိတာပဲလေနော်အဲ့တော့ဒါနတ်လုံးဝမရှိဘူးလို့တော့ပြောလို့မရပါဘူးနတ်ကမှနတ်ပိတ်တာရှိတယ်ကောင်းတဲ့နတ်ရှိတယ်အမျိုးမျိုးသောနတ်တွေပေါ်မှာကိုကမေတ္တာမပြတ်ဖက်နဲ့ဒါအရင်တော့ထိန်မင်းဆောင်နတ်တွေကြောင့်ဖြစ်ခဲ့တဲ့ဖះထားဖះဒီဇဏိပတ်တော်ကြီးလည်းရှိတာပဲအဲ့တော့ဒီနတ်တွေကလုံးလုံးကြီးပြည့်ပယ်ထားရမယ့်အရာမျိုးတော့မဟုတ်ပါဘူးကျွန်တော်ပြောသလိုဟို အလွန်ကျွေးမဖြစ်ရင်ပြီးတာပါပဲခင်ဗျာဟုတ်အဓိကပေးချင်တာကတော့လူတွေကဂတိတလုံးတီးဖို့လိုတယ်ပြီးတော့အညိုးတီးမထားရဘူးအဲပြီးလို့ရှိရင်တရက်နှကုံပြက်လောက်တဲ့ကိုယ်ွယ်ယုံကြည်မှုမျိုးတွေလုပ်ရင်ဘဝပြတ်တက်တယ်ပြီးတော့နဂရော်တွေများသောအားဖြင့်ခုနှစ်ရသားသမီးနဲ့လှူစားရတာ哦အဲ့တော့ခုနှစ်ရသားသမီးရဲ့အပူဇာဆိုတာရှိတယ်ဒီခုနှစ်ရသားသမီးကိုဗန်းပြပြီးအပူဇာနဲ့စားလို့ရှိရင်အဲ့အပူဇာကိုဘယ်လောက်ထိပြန်ဟပ်နိုင်တယ်ဆိုတော့ message လေးကိုပေးချင်တာပါခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဇလန်တွဲတွေကျွန်တော်ခွန်သားချိုရိုက်ထားတဲ့ဇလန်တွဲတွေကိုကြည့်ရှုအားပေးနေတဲ့ထမင်းရှင်တွေအားလုံးစိတ်ချမ်းသာကြကိုကြီးကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံပါစေလို့ဆုတောင်းမြတ်တာပို့သပေးပါရခင်ဗျာ